โอเคအားလုံးမင်္ဂလာပါဗျာဒီနေ့မှာတော့ကျွန်တော် Facebook အကောင့်ရှောက်နေလေးပြန်လည်းမရောက်ပေးမှာဖြစ်ပါတယ်အရင်တစ်ခေါက်ကလည်းမရောက်ပေးပြပါပြီအဲ့တော့မတိတိတဲ့မိတ်ဆွေများတဲ့ဆက်လက်မရောက်ပေးခြင်းဖြစ်ပါတယ်ဗျာ Facebook အကောင့်မရောက် Facebook အကောင့်ရှောက်နေမရောက်ပေးပြီးတော့နောက်ပြီးတော့မှကျွန်တော် Page ထောင်လေးလည်းဆက်လက်ပြီးမရောက်ပေးမယ်เนาะ Page နဲ့ Page နဲ့ဝင်ဝင်ရောက်ရှာနေဆက်လက်ပြီးမရောက်ပေးမှာဖြစ်ပါတယ်ဗျာโอเคဒါဆိုရင် Facebook အကောင့်ရှောက်ဖို့အတွက်ဆုံးတဲ့အတိုင်းပဲကျွန်တော်ဒါ Facebook အကောင့်ဝင်တယ်ကျွန်တော် VPN နေနဲ့တော့ကျွန်တော်နောက် VPN တော့တုံးထားတယ်မိတ်ဆွေများကြိုက်တဲ့ VPN အောင်တုံးလို့ရပါတယ်เนาะ โอเคဒီຫນ້າရောက်လာလို့ရှိရင်ဒီမှာ create new account လေးရှိတယ်ဒါလေးကိုနှိပ်လိုက်မယ်ဗျပြီးလို့ရှိရင်တော့ဒီမှာ create new account ပေါ့နော်ပြီးအလောင်းလေးပိုင်းတောင်းရင်မေးပြလိုက်မယ်အဲ့တော့ဒီမှာနာမည်ရေးမယ်နာမည်တော့ message မှာကျတဲ့နာမည်ရေးလို့ရပါတယ်နော်โอเคအဲ့တော့ကျွန်တော်ရဲ့နာမည်ရေးလိုက်ပါပြီ message မှာကျတဲ့ရေးပါပြီအဲ့တော့ဒီမှာ next ဆက်သွားမယ်โอเคဒီမှာတော့ ပတိရတော့မိစေများအဆင်ပြေတာထားလို့ရပါတယ်အနည်းဆုံး session နဲ့ပြင်ရပါပြီဗျအဲ့တော့ကိုကရေရှည်သုံးမဆိုရင်ကိုရဲ့မွေးတက်ကလေးအမှန်ထည့်ရင်ပိုကောင်းပါလိမ့်နော်ကျွန်တော်တို့အဆင်ပြေထည့်လိုက်မယ် set နေလိုက်မယ် okay ပြီးတော့ကျွန်တော်နေဆက်သွားလိုက်မယ်နော် okay ကျွန်တော်အမျိုးသားအမျိုးသမီးနာမေးတယ်အမျိုးသားဆိုတော့မေးပေါ့နော်အမျိုးသမီးဆိုဖီမေးပါဗျပြီးတော့နှိပ်ဆက်သွားလိုက်မယ် okay ဒီနေ့မှာမိတ်ဆွေများဖုန်းနံပါတ်နဲ့ရှောက်မှာဆိုရင်ဖုန်းနံပါတ်ကိုထည့်မယ် ဂျီမီနဲ့ရှောက်မှာဆိုရင်ဂျီမီထည့်မယ်ဒီမှာ sets မှာ wage imi အတူပဲပဲเนาะအကောင့်လေးကိုထည့်မယ်အဲ့တော့ဘယ်ဟာပဲဖြစ်ဖြစ်အော်ဒါမှာတကယ်လို့မိစေမြာဖုန်းထဲမှာဂျီမီရှိပြီးတခါလေတော့သူတန်းပေါ်လာတယ်အဲ့ကြည့်တယ်နဲ့ရှောက်လို့ရတယ်တကယ်လို့ကိုကဖုန်းနံပါတ်နဲ့ရှောက်မယ်ဆိုလို့ရှိရင်ဖုန်းနံပါတ်ရဲ့အရှိမှာ959ခံပေးမယ်ဖုန်းနံပါတ်ရှိမှာ959ခံပေးမယ်နော်အာ Gmail နဲ့ရှောက်မယ်ဆိုရင်ဆက်ဆက် Gmail လေးကို email လေးကိုနှိပ်လိုက်ရုံပဲဒါတော့သူ automatic ဖုန်းနဲ့ Gmail ပေါ်လာတယ် Okay ဒါဆိုရင်ပေါ်တကယ်လို့ဒီကိုကဒီ Gmail နဲ့မရှောက်ချင်ဆိုလို့ရှိရင်တာလေးကိုဖြတ်ဖြတ်လိုက်ပြီးတော့ ကိုကျိုင်းတဲ့ဂျီမေးထည့်လို့ရတယ်ကုတ်ဖုန်းထဲမှာလည်းရှိဖို့လိုတာဗောနော်ဘာကြောင့်လဲဆိုတော့အဲဂျီမေးထည့်ကိုကုတ်ဝင်မှာဆိုတော့လေအဲ့တော့နှိပ်ဆက်သွားလိုက်မယ်ဗျကျွန်တော်တို့ဂျီမေးနဲ့ပဲရှောက်လိုက်မယ်ဖုန်းနံပါတ်နဲ့ရှောက်ရင်959ခံဖို့မမေ့ပါနဲ့ဗျ959ခံမယ်00ဖြုတ်လိုက်ဗောနော် Okay password တော့မေ့စီမအစင်ပြတာပြလိုက်ပါဗျကျွန်တော်လည်းစင်ပြတာပြလိုက်မယ်နော် Okay ကျွန်တော်လည်း password 10လုံးပြလိုက်ပါပြီမေ့စီမ10လုံး10လုံးနဲ့အထက်ပြရမှာဖြစ်ပါတယ်ဗျဒါမှ strong ဖြစ်မှာဗောနော်ပြီးနှိပ်ဆက်သွားမယ်ပြန် sim နေမယ်ပြန် i agree ပြီးမယ် ော့ဒီနေရာမှာတခါကျရင် line မကောက်ရင်နည်းနည်းလေးကြားနေတတ်တယ်ဗျခဏတော့စောက်ပေးရမယ်ဗျာနော် okay ဒါဆိုရင်သူကကုတ်ကုတ်ပုတ်လိုက်ပြီပေါ့နော်ကိုယ့်ရဲ့ကိုယ့်ရဲ့ဒီဂျီမေးတွေကဒီမှာပုတ်လိုက်တဲ့ဂျီမေးတွေကိုပြရတယ်ဒီဂျီမေးတွေကိုကုတ်ပုတ်လိုက်ပါပြီအဲ့တော့ကုတ်လေးသွားထည့်မယ်အဲ့ဒီမှာအတားလေးဘက်ကီလေးနဲ့ဟုံးလေးနဲ့ထွက်ပြီးတော့ဂျီမေးတွေကိုဝင်ကြည့်မယ်နော်အဲ့ဂျီမေးတွေကိုဝင်ကြည့်မယ်ဆိုတော့အဲ့ဒီမှာအဲ့ကျွန်တော်ဂျီမေးတွေဝင်ထားတာရှိတယ်အဲ့တော့ဂျီမေးသူကုတ်ဒီမှာနော်ဒီမှာ49328 49328 49328 okay 932လေး next သွားလိုက်မယ် okay ဒါဆိုရင်တော့ကျွန်တော်တို့ရှောက်တာပြီးသွားပြီအာပြီးတော့ဒီဒီ profile နေရာကိုထားထည့်လိုက်ရတယ်နောက်မှထည့်လိုက်ရအောင်เนาะကျွန်တော်နောက်မှထည့်တော့မယ် profile နေပေါ့เนาะ okay โอเคဒီနေရာမှာလဲကိုယ့်ရဲ့ဟို content တွေက Facebook friend တွေကိုရှာမလားမေးပါတယ်အဲရှာခြင်းလဲရတယ်ကျွန်တော်တော့မရှာသေးဘူးနောက်နောက်မဲ့လောလောဆယ်နိုင်လိုက်မယ်ပေါ့နော် skill လေးကျွန်တော်ကြော်လိုက်မယ်โอเคဒီမှာလဲ next ဆက်သွားလိုက်မယ်အဲတကယ်လို့ဖုန်းနံပါတ်နဲ့ရှောက်တဲ့မိတ်ဆွေများဆိုလို့ရှိရင်တော့သူကဒီ Gmail ကိုလာပြီးတော့ထည့်မလားလို့မေးတယ် Gmail ထည့်ခိုင်းထည့်ပေးပါအခုလိုမျိုး Gmail နဲ့ရှောက်တဲ့မိတ်ဆွေများဖုန်းနံပါတ်ထည့်ပါလို့ထည့်မလားလို့မေးရင်ဖုန်းနံပါတ်ထည့် ထည့်ပေးလိုက်ပါဘောနော်ဒါမှပိုပြီးစတောင်းဖြစ်မှာဖြစ်ပါတယ်အဲအခုလို့မေးတော့ကျွန်တော်ထည့်ပေးမှာဖြစ်ပါတယ်အများဆုံးကမေးတာများတယ်တကယ်လို့မမေးခဲ့ရင်လည်းတော့ထည့်လို့ရပါတယ်တော့ထည့်နေဒီခါလည်းမရအောင်ပြေးမယ်နော်ဒီမှာပျောက်သွင်းပျောက်နေမယ်ပြီးတော့ setting လေးကိုနေမယ်ဗျာနော် setting က privacy နေမယ်ပြီးတော့ setting လေးကိုနေမယ်အဲနေပြီးလို့ရှိရင်တော့ကျွန်တော်ဒီမှာရှိတယ် personal detail ရှိတယ်ဗျာဒါလေးကိုနေမှာဖြစ်ပါတယ်โอเคပြီးလို့ရှိရင်တော့ဒီမှာ personal detail ရှိသေးတယ်မ personal detail ရှိသေးတယ်ဒါလေးကိုဆက်နေမယ် โอเคဒါဆိုရင်ဒီမှာကျွန်တော်တို့ရှောက်ခဲ့တဲ့ကြက်လေးပေါ်လာပြီအဲ့တော့ကွာဒီရလေးတွေကိုဒီဒီမြလေးတွေကိုဒီဒီမြလေးကိုနှိပ်လိုက်မယ်ပြီးတော့ကွာထပ်ထည့်ခြင်းနဲ့ဟာဂျီမေးလ်နဲ့ထပ်ထည့်လို့ရတယ်ဖုန်းနံပါတ်နဲ့ထပ်ထည့်လို့ရတယ်အဲ့တော့ကျွန်တော်ဒီမှာ add ဆိုပြီးထပ်ထည့်လိုက်မယ်ဒီမှာဂျီမေးထဲမှာလားဖုန်းနံပါတ်ထဲမှာလားမေးတယ်အဲ့တော့ကျွန်တော်ဖုန်းနံပါတ်လေးထပ်ထည့်လိုက်မယ်နော်ဒါမှကျွန်တော် strong ဖြစ်မှာပေါ့နော်ကိုကပတ်စံရှာမယ်အောက်ရှောက်မယ်ဆိုရင်တော့ဒီဟာမျိုးလေးထည့်ထားသင့်တယ်ဒီမှာတာမန် user တွေကတော့မလို့ပေါ့နော်အဲ့တော့ဒီမှာဒီမှာဒီသူ့ရဲ့ country မှာသူကဒီမှာ VPN ချိတ်တာတော့ Germany ဖြစ်နေတာလေးကို change လုပ်ရမယ်နော် မြန်မာရွေးလိုက်မယ်เนาะကျွန်တော်တို့တွေအော် sorry မြန်မာရွေးလိုက်မယ် okay ဒီနံပါတ်မြန်မာလေးရှာပေးမယ်เนาะအောက်နာလေးမှာအောက်နာလေးမှာမြန်မာပေါ်မှာမြန်မာပါတယ်เนาะမြန်မာလေးကိုနှိပ်ပေးလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ဖုန်းနံပါတ်ထည့်ပေးလိုက်မယ်အဲ့တော့ကျွန်တော်ဖုန်းနံပါတ်တစ်လုံးထည့်ပေးလိုက်တယ်ပြီးတော့ next set သွားလိုက်မယ် အဲနေတော့ပြီးတော့သူလဲကျွန်တော်တို့သူ့ကိုထပ်ပြီးထဲမယ်ဆိုရင်သူကခုနောက်ပိုင်း security ရအရန်မြင့်သွားတော့အတီးပြုတ်ချင်းအရင်ကျွန်တော်တို့ဒီ Gmail ထဲကိုအရင်ကုတ်ကုတ်အရင်ပို့လိုက်မယ်အဲ Gmail တော့ကုတ်သွားကြည့်မယ်ဒီမှာ99514923 99514923အဲ့ဒါလေးကိုကျွန်တော်ကုတ်အရင်ဖြည့်လိုက်မယ်အဲဖြည့်ပြီးပြီဆိုမှကျွန်တော်တို့နေနေဆက်သွားမယ် အဲ့ကကြမှာတော့ဖုန်းနံပါတ်တွေကိုကုတ်ချပေးမှာပေါ့နော်အဲခုကြမှာဖုန်းနံပါတ်တွေကိုကုတ်ချတယ်တော်တော်တခါလေးလာနော်ဒီမှာတော်တော်ဖြည့်သွားတယ်အဲโอเคတခါကြလို့ရှိရင်ဒီမှာမဖြည့်ကောက်ကိုဖြည့်ပြရမှာနော်โอเคဒါဆိုရင်ကျွန်တော်တို့ဒီဒီ Facebook account ကလုံးဝ strong ဖြစ်သွားပြီခိုင်မာသွားပါပြီဗျအဲ့တော့ကျွန်တော်ဒီ Facebook account နဲ့ဒီ Facebook account နဲ့ဝင်ဝင်ရှာလို့ရတဲ့ page တွေပါထောင်ရင်လည်းလုံးဝအဆင်ပြေမှာဖြစ်ပါတယ်โอเคဒါဆိုရင် Facebook account ရှောင်နေတင်ကန်းစာပြီးပြီးတော့ကျွန်တော်တို့ မက်ဆေ့ချာနဲ့ချိန်မယ်ဒီမှာ Facebook မက်ဆေ့ချာတစ်ခါလဲချိန်ပြမယ် Open မက်ဆေ့ချာနှိပ်မယ်အတခါကြလို့ရှိရင်လည်းအတော့သူ့ကို auto ချိန်တယ်တခါကြရင်လည်း auto မချိန်ဘူးခုလိုမျိုးပြနေတယ်ပြနေရင်တော့ကျွန်တော်တို့ကအဲပိုလို့အဆင်ပြေအောင်အဲဒီမှာဒီဟာလေးကိုပြန်ဝင်ပြီးတော့သူ့ Gmi နဲ့သူ့ပြန်သူ့ပြန်ချိန်လိုက်မယ်နော်အာသူ့ခုနလျှောက်ခဲ့တဲ့ Gmi ပေါ့အဲခုနလျှောက်ခဲ့တဲ့ Gmi

်မာကြီးအခုလိုမျိုးပင်နေပါ යි ပင်နေပါ යි လာမင်းနေလို့ရှိရင်မာကြီးလာနော်ပင်မိုင်လာမင်းလို့ရှိရင်ကျွန်တော်တို့ရေပင်နေသွားမလုံနဲ့နော်โอเคဒီမှာကတ်စတာနေမယ်အဲ့တော့အခုလိုမျိုးလာမင်းနေလို့ရှိရင်ကျွန်တော်တို့ကဒီမှာဒီမှာကြည့်လိုက်ဒါဆိုရင် အောက်ကောင်မနေနဲ့အပေါ်ကောင်ပဲနေမယ်နော်အပေါ်ကောင်ပဲနေမယ်ပေါ်နေပြီးတော့နေဆက်သွားမယ်အဲ့တော့ဒီမှာလဲအော်ဒီကောင် confirm ပေးလိုက်မယ်ဗျာโอเคဟေးလာနော် โอเคကျွန်တော်ဟောပေးတယ်ဒီမှာတကယ်လို့သူဒီမျိုးပေးလိုက်ရင် crate ပင်လေး crate ပင်လေးလောက်ပေးလိုက်မယ်ခုခုကြက်တဲ့ပင်လေးထားလိုက်ပေါ့ဗျာကျွန်တော်တို့တစ်တစ်တွေပဲထားလိုက်မယ်โอเคအားဆိုလို့ရှိရင်တော့ပြီးသွားပြီเนาะဒီမှာပြီးသွားပြီဒါဆိုရင် physical လည်းရှောက်လို့ရသွားပြီ messenger လည်းချိန်လို့ရသွားပြီဖြစ်ပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်စင်ပြေးတဲ့ပိုင်းလေးရေးခဲ့လို့ရပါတယ်ဗျအားလုံးပဲကောင်းတဲ့နေ့တွေပတ်ဆံကြပါသေးဗျာ